မင်္ဂလာပါ Football Review Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ ဒါဒီနေ့ကတော့စနေနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင် ကစားမဲ့ထိတ်တန်းလေးပွဲစဉ်တစ်ပွဲရှိတယ်အဲ့ဒီပွဲစဉ်ကကျတော့ဒီနေ့ညတနင်္ဂနွေဘက်မှာကစားမဲ့ချန်ပီယံလိဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီ PSG နဲ့ Inter Milan တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ကိုဒါဒီဒီဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဒီတခြားလက်ကျန်ပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေတစ်တူဆိုလို့ရှိရင်လည်းဒါကျွန်တော်ရဲ့ Telegram Channel မှာတင်ပြထားတာဖြစ်တဲ့အတွက်ကြောင့် Telegram Channel ကို join ခြင်းလဲဆိုလို့ရှိရင်ဒီဗီဒီယိုအောက်က comment မှာကျွန်တော်ရဲ့ဒါ Telegram Channel link ကိုချပေးတယ်ပေါ့နော်ဝင်ပြီးတော့ join ထားလို့ရတယ်ပြီးတော့ဒါမနေ့ ုံးဝဆိုလို့ရှိရင်လည်း Telegram channel မှာတင်ပြလိုက်တဲ့ဖွဲ့စည်ရင်တော်တော်များများကဒါအဆင်ပြေခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ join ကျင်နေဆိုလို့ရှိရင်ဒီ video အောက်ကဒီ comment မှာ pin comment အနေနဲ့ကျွန်တော်ရဲ့ Telegram channel link ကိုချပေးထားရပါတော့အဲ့တော့ဟုတ်ပြီဒါဒီနေ့ညမှာကစားမယ့် PSG နဲ့ Inter Milan ပေါ့နော်ဒီပွဲစဉ်ကတော့ဒါဒီနေ့ညတနင်္လာဝဲမှာကစားကြမှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်ရဲ့လက်ရှိပေါင်ကြီးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင် PSG ကဒီကြရင်55ပြရှုံးမယ်ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှိရင်3ဂိုးသွင်းရင်190ရမယ်ပေါ့နော် အဲ့တော့ဟုတ်ပြီဒါပြောမယ်ဆိုလို့ရှိရင်ဒီပွဲစဉ်က2024 2025ဘောလုံးရာသီဒါဥရောပရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တယ်ဗောနဒီပွဲစဉ်ကိုတော့ဒါမြူနစ်မြို့မှာရှိတဲ့ Allianz Arena လို့လည်းခေါ်တယ်ဒါပိုင်ယန်မြူနစ်အတင်းရဲ့အင်ကွင်းမှာ စားကြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ PSG အတင်းအကြောင်းကိုကျွန်တော်ပြန်ပြောင်းမယ်ဆိုလို့ရှိရင် PSG ကတမိုင်းတစ်ချောင်းမှာသူချန်ပီယံလိဒီချိန်မှမရဘူးပေါ့နော်ဒီ2019ဒီ2020ဘောလုံးရည်ရောဆိုလို့ရှိရင်သူတို့ချန်ပီယံလိဖိုင်နယ်ကိုရောက်ခဲ့ပြီမဲ့ဘိုင်ယန်ကိုသူတို့တကူကုန်းရှိနေရှုံးခဲ့တာကြောင့်ဒါဒုတိယနေရာနဲ့သူတို့ကျင်းနေခဲ့ရတယ်ပေါ့နော်ဒါပေမဲ့လို့ဒီတစ်ချိန်မှာတော့ဒီသူတို့ပြောမှာဆိုလို့ရှိရင်2019 2020ဘောလုံးရည်နဲ့မတူဘူးပေါ့နော်အဲ့ဒီချိန်တုန်းကကျတော့ PSG က ဒါပြောမယ်ဆိုလို့ရှင်ကိုဗစ်လော်ဒောင်းကာလဖြစ်နေတာကြောင့်ဒါပိုလူပွဲကိုသူတို့ကွင်းပိတ်ပြီးကစားခဲ့ရဖြစ်တယ်ဘောနော်ဒီဒီချိန်မှာတော့သူတို့အတင်းအနေနဲ့ဒါပရိတ်သတ်အင်အားအပြည့်နဲ့အများကြီးဆက်ဆံရှင်ပြားရမှာဖြစ်တယ်ဘောနော်အဲ့တော့ဒါလက်ရှိ PG မှာနီးပြနေတဲ့ဒီ low energy ဘောနော်သူဆိုလို့ရှင်ချင်မင်လီမှာအတွေ့အကြုံရှိတဲ့နီးပြတယောက်ဖြစ်တယ်ဘောနော်ဒီ2020 2014 2015ဘောလုံးရာသီတုန်းကဆိုလို့ရှိရင် သူဘာစီလိုနာနဲ့အတူအမေရိကဒီချန်ပီယံလိဖလာကိုရောက်ဘူးလေပေါ့နော်အဲ့တော့ဒါဒီဒီဂျေမာနာ BSG အနေနဲ့ဒါချန်ပီယံလိဖိုင်နယ်မှာသူတို့ပိုဆွဲနိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒါသူတို့အသင်းရဲ့တမိုင်းတစ်လျှောက်မှာဒါပထမဆုံးအကြိမ်အဖြစ်ချန်ပီယံလိဆူဖလာကိုဒါသူတို့ရဲ့ ဒီဆိုဗလာပြခန်းတယ်ဟိုသူတို့ထည့်သိမ်းနိုင်မှာဖြစ်တယ်ဗောနော်အဲ့တော့ဒါ PSG ရဲ့အချင်းမင်းလီဖိုင်နယ်ပြတ်ဖြတ်တမ်းမှုတွေကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်သူတို့ဒီအာဆင်နယ်လီဗာပူးဘီလာအစားရှိတဲ့အသင်းတွေကိုသူတို့ကြော်ဖြတ်လာခဲ့တာဖြစ်တယ်ဗောနော်ဒီအင်္ဂလန်ကကလပ်အသင်းများစု PSG အနေနဲ့ကြော်ဖြတ်လာခဲ့တာဖြစ်တယ်လို့ဒါသူတို့အသင်းရဲ့လူစင်းစုဖွဲ့မှုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်အရေးပြီးပြီးသွားတဲ့ကစားသမားတွေအများကြီးရှိရဗောနော်ဒီဟာကီမီတို့ဒီနူနိုမန်ဒက်တမ်ဘီလီ ကပရက်စကီလီယာ PTR အစကြီးရဲ့ကစားသမားအများကြီးရှိတယ်။ပြီးတော့ဒီနေ့ final မှာက PSG အသင်းပိုဆွဲခဲ့မှာဆိုလို့ရှိရင်ဒါအသင်းရဲ့ကစားသမားဖြစ်တဲ့ Dembélé ပေါ့နော်။သူဆိုလို့ရှိရင်လက်ရှိမှာ Bologna ရောစုရဖို့အတွက်ဆိုလို့ရှိရင်ဒီနေ့ final မှာက ရဲကြီးပူဆွဲခဲ့မယ်ဆိုလို့ရှိရင်ရေပန်းစားဆုံးဖြစ်သွားမှာဖြစ်တယ်ပေါ့နော်ဒီတစ်ဖက်ကအင်တာမီလန်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့ကချန်ပီယံလိမာဆိုလို့ရှိရင်အသိကြုံများတဲ့အတင်းတင်းဖြစ်တယ်ပေါ့နော်ပြီးတော့ခန်စပိုင်းရာလည်းသူတို့ချစ်ချစ်လေးလေးကစားတတ်တယ်ဒီပြီးခဲ့တဲ့ဘာစီလိုနာနဲ့ချန်ပီယံလိဒီဆွီးဖိုင်နယ်မှာဆိုလို့ရှိရင်အင်တာရဲ့ခန်စင်ကစားပုံကတော်တော်လေးကိုကောင်းတယ်ပေါ့ပြီးတော့အင်တာမီလန်ရဲ့ ဒီပြဖြစ်တဲ့အင်စာကြီးကိုတိုင်းကလည်းပြောမှဆိုရင်အသင်းကိုသူကတအူးတယောက်ကောင်းတယ်သူကဒီစုဖွဲ့တာမဟုတ်ဘူးနော်သူတို့ကပြောမှဆိုရင်အသင်းလိုက်ကစားပုံကောင်းတဲ့ပုံစံတစ်ခုကိုဒါနီးပြအင်စာကြီးအနေနဲ့ကကြိုးပြီးတော့ဒီ တိဆောက်တာဖြစ်တယ်ဘာအဲ့တော့ဒီနေ့မှလည်းဒါ PSG ကိုတို့အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ကြိုးပြီးပြင်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်ပြီးတော့ဒီပွဲမှာထူးခြားချက်တစ်ခုရှိတယ်ဗောနော်ဒါကပြောမယ်ဆိုလို့ရှိရင်ဒီနေ့တွေ့ဆုံတဲ့နှစ်သင်းလုံးရဲ့ကစားသမားလေးကပြောမယ်ဆိုလို့ရှိရင်အသက်အရွယ်အားဖြင့်တော်တော်လေးကွာဟနေရဖြစ်တယ်ဗောနော် PSG အတင်းဘက်ကကစားသမားအများစုရဲ့ပြင်းပြအသက်ကိုကျွန်တော် ကြွက်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်24နှစ်ဝင်ကျင်တာရှိရပေါ့နော်ဒီတစ်ဖက်ကအင်တာမီလန်ရဲ့ကစားသမားတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါသူတို့ကစားသမားတွေရဲ့အသက်ကပြင်းပြအသက်30ဝင်ကျင်မှာရှိတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဘွဲကလူငယ်ကစားသမားတွေနဲ့အတွေ့အကြုံများတဲ့ကစားသမားတွေရဲ့ဒီတွေ့ဆုံမှုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဘွဲမှာပြပြောမယ်ဆိုလို့ရှိရင် PSG ဘက်မှာက ဒီကန်တရားကဒီမျက်နှာသာပြမှုတချို့ရှိရပေါ့နော်ဒီတမိုင်းတက်လျှောက်မှာဆိုလို့ရှင်ဒါမြူနစ်ဂျာမနီနိုင်ငံမြူနစ်မြို့မှာချန်ပီယံလိဂ်ဖိုင်နယ်၄ချိန်တိကျင်းပဘူးလေပေါ့နော်ဒီ၃ချိန်ကတော့အိုလံပီယံစတေဒီယမ်မှာကျင်းပခဲ့တာဖြစ်ပြီးတော့၄ချိန်ကတော့အလီယန်အရီနာမှာကျင်းပခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါမြူနစ်မှာကျင်းပခဲ့တဲ့ချန်ပီယံလိဂ်ဖိုင်နယ်၄ချိန်လုံးကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှင်နော်တင်ဟောရက်မာစီ တော်မွန်ချေစီအစရှိအသင်းတွေကသူတို့အသင်းရဲ့တမိုင်းတစ်လျှောက်ပရမောက်ဆုံးအချိန်ဖြစ်ချန်ပီယံလိဆူပလာကိုဒါပြောမယ်ဆိုလို့ရှိရင်မြူနီမြို့မှာပဲရရှိခဲ့တာဖြစ်တယ်ပေါ့နော်ဒီနောက်ဆုံးမြူနီမှာကစားရတဲ့ဒီ2012တုန်းကအလီယန်အရီနာမှာအကျင်းပခဲ့တဲ့ဒီချန်ပီယံလိဘူလူပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာ ဒီဖိုင်ရန်နဲ့ချယ်စီတို့တွေ့ဆုံခဲ့တယ်ပေါ့နော်ပြောမှဆိုလို့ရှင်ဖိုင်ရန်ကသူ့ရဲ့အိမ်ကွင်းမှာလည်းကစားတာဖြစ်တယ်ဒီ Champions League Final မှာ Final ပွဲစဉ်လည်းဖြစ်တာကြောင့်ဖိုင်ရန်မှာအသက်ကြီးတွေအများစွာရှိခဲ့တယ်ဒါပေမဲ့လို့အဲ့ပွဲစဉ်မှာ Penalty အဆုံးပြတဲ့ချယ်စီကဖိုင်ရန်ကိုအနိုင်ရခဲ့ပြီးတော့သူတို့အသင်းရဲ့တမိုင်းတစ်ချောင်းမှာပထမဆုံးအကြိမ်ပြည့် Champions League Super League ကိုရရှိခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဒီနေ့မှာလည်း PSG အနေနဲ့ Allianz Arena မှာဒါသူတို့အသင်းရဲ့တမိုင်းတစ်ချောင်းပထမဆုံးအကြိမ်ပြည့် Champions League Super League ကိုစုပ်နိုင်မလားဆိုတော့ အဆောင်ကြီးရမှာဖြစ်တယ်ဗောနော်အဲ့တော့ဒါကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာကျွန်တော်ဒီ PSG ကိုတဘောကြရဗောနော်ပြောမှာဆိုလို့ရှိရင်တစ်ဖက်က Inter က Champions League Final ကိုသူတို့ ရောက်လာခဲ့ပြီမဲ့သူတို့မှာကဒီကံကောင်းမှုတချို့ပါလာတယ်လို့ကျွန်တော်ထင်တယ်ဗောနော် Inter ရဲ့ Champions League နောက်ဆုံး၄ပွဲကိုကျွန်တော်ပြန်ကြည့်မှာဆိုလို့ရှိရင်သူတို့ရဲ့ goal ပေါက်ကံချက်တွေ ကိုပေါက်တဲတဲ့ကံကြဲတွေပြီးတော့ကိုရနိုင်ရေခြံနေပြီးတော့ expert တဲ့ကို HE တွေကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အင်တာကနောက်ဆုံး Champion League လေးပွဲမှာဆိုလို့ရှိရင်တော်တော်လေးကိုအားနေတာကိုတွေ့ရတယ်ဘောနော်အဲ့တော့ PSG ကကျတော့လေလက်ရှိမှာတိုက်စစ်အားအကောင်းဆုံးအတင်းတင်းဖြစ်သတ်မှတ်ခံရတာကြောင့်မိနစ်90အတွင်းမှာအင်တာကိုသူတို့ကိုယ်တိုင်ကကိုရဖို့ကြိုးစားလာမှာဖြစ်တယ်ဘောနော်အဲ့တော့ဒါဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တွေ့ကြုံနေဒါကံကောင်းမှုတွေဖယ်လိုက်မယ်ဆိုလို့ရှိရင် PSG ကအင်တာထက်ပိုကောင်းတဲ့အတင်းတင်းဖြစ်တယ်ဘောနော်အဲ့တော့ဒီပွဲမှာကျွန်တော်ဒီ PSG ကိုတဘောကြရဘောနော်မိနစ်90 တွင်းမှာသူတို့ရှုံးခဲ့မယ်ဆိုလို့ရှိရင်လည်းဒါ95ပြပဲအဲမိနစ်90အတွင်းမှာသူတို့အင်တာကိုအနိုင်မရခဲ့ဘူးဆိုလို့ရှိရင်လည်းသူတို့တော့ကဒါတည်ရကြရင်95ပြပဲရှုံးမှာဖြစ်တယ်ဆိုတော့ဒီပွဲမှာကျွန်တော် PSG ကိုသဘောကျတယ်။အဲ့တော့ PSG အနေနဲ့ဒီအင်တာကိုမိနစ်90အတွင်းမှာ1-2-1လောက်တော့အနိုင်စားနိုင်တယ်မလို့ကျွန်တော်ထင်တယ်။ဘာလို့အဲ့တော့ပြီးတော့ဒါသူတို့အသင်းရဲ့တမိုင်းတစ်ချောင်းပထမဆုံးအချိန် Champions League Flaw ကိုလည်းရတော့လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့အဲ့တော့ဒီနေ့ပွဲချိန်မှာတော့ကျွန်တော်အနေနဲ့အနေနဲ့ဆိုလို့ရှိရင် PSG အတင်းကိုရွေးချယ်ပြီးမယ်ပေါ့နော်။ ဲ့တော့ဒါညီကိုတို့အနေနဲ့လည်းဒါညီကိုတို့ရဲ့အမြင်တွေကိုဒါဒီဒီဗီဒီယိုအောက်က comment မှာဝင်ပြီးတော့မှတ်သားပြလို့ရရပါတော့